မင်္ဂလာပါရှင်၂၀25ခုနှစ်မေလ16ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မမှုပါရှင်ခန့်စီသူကငလေပေးတဲ့ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းတွေကိုသိန်း20နဲ့စားတောက်ကုံတွေလူတန်းတယ်လို့သိရပါတယ်တောင်ငူလေတပ်ကို short tight drone နဲ့ပစ်ခတ်မှုမှာဒုဖုံမှုကြီး၂ဦးအပါအဝင်စစ်တပ်ဘက်မှ10ဦးသေဆုံးပြီးတိုက်လေရင်2စီး Y8 လေရင်2စီးနဲ့ကိုရောင်တွေထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်ရွှေဘုံမှုညို့နဲ့ပန်းရံကျေးရွာကိုလာတဲ့ ကျူးရဲနဲ့ရဲတပ်သားတို့ပြစ်ခတ်တိုက်ခိုက်မှုမှာနှစ်ဦးသေဆုံးပြီးသက်နက်နှစ်လက်သိမ်းဆီးရရှိခဲ့ပါတယ်။အိန္ဒိယမြန်မာနယ်စပ်မှာလက်နက်ကင်၁၀ဦးအသက်ခံရမှုမှာတမူးခရိုင်ပါကာဖအဖွဲ့ဝင်တွေလို့ဆိုပါတယ်။ရေတာရှည်မြို့နယ်ကွမ်းအုံကျေးရွာနဲ့တဖန်းစင်ရွာအကြားအများပြည်သူသုံးလမ်းပေါ်မှာစစ်တပ်ကမြေမြုပ်မှိုင်းအလုံး80ထောင်ထားပြီး23လုံးကိုရှင်းလင်းသိမ်းဆီးရရှိခဲ့တယ်လို့ဆိုပါတယ်ရှင်။ဒီသတင်းနဲ့တူဒီကနေ့ ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးကငလင်ဘေးသင့်ပြည်တော်စု ရွေးကောက်ပွဲကော်မရှင်ရုံးဝင်ချမ်းတွေနဲ့မိသားစုတွေကိုတရုတ်ဆောင်ခန့်စီသူကငွေကျပ်သိန်း200နဲ့စားတောက်ကုန်ပစ္စည်းတွေလူဒန်းတယ်လို့သိရပါဗျ။မနေ့ကမွန်လယ်တုံ့နိုင်ဝင်ကျင်အချိန်မှာပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခမ်းမမှာအခမ်းအနားပြုလုပ်ပြီးတော့လူဒန်းခဲ့ကြောင်းကို ကျောက်ပုံတွေနဲ့တကွဒီကနေ့ထုတ်စစ်ကောင်စီရဲ့ဝါရပြန့်သတင်းစာကျင်းပုံကနေဖော်ပြထားပါတယ်။အဲ့ဒီပွဲကိုပြောင်စုရွေကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကိုဒုတိယဥက္ကဋ္ဌဦးတန်းစိုးနဲ့ကော်မရှင်အဖွဲ့ဝင်တွေတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ခန်းစီသူကငွေကျပ်300နဲ့အတူစံစီရေတပ်စားတောက်ကုန်တွေကိုလူတန်းခဲ့တာပါ။ပြောင်စုရွေကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကခန်းစီသူကိုကျေးဇူးတင်စကားဆိုကြောင်းလည်းဖော်ပြထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကိုတိုင်းတောင်ငူမြို့ K2MG လေတက်စကန်အတွင်ကိုတရားခွန်မမရော့တိုက်ဒရုန်းနဲ့ပစ်ခတ်ခဲ့ရမှာဒုဖူမူကြီး2ဦးအပါအဝင်10ဦးသေဆုံးခဲ့ပြီး Jet Fighter 2စီး 1H ဒဇီးနဲ့ကိုရောင်တွေထိမှန်ပျက်စီးခဲ့ကြောင်း Brave Warrior for Myanmar PWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်မနေ့ကမေ၁၈ရက်နေ့နနက်7:48မိနစ်အချိန်မှာတောင်ငူမြို့ K2MD Latest Scan ကိုတရားခွန်မမ Short Dive Drone 17လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာ ရှစ်လုံးအောင်မြင်စွာကြားရောက်ပောက်ကွဲခဲ့ပြီးလေတပ်အရာရှိဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ2ဦးဗိုလ်ကြီးအဆင့်ရှိသူ2ဦးလေအုပ်အပါဝင်အခြားစစ်တီအဆင့်ရှိ6ဦးစုစုပေါင်း10ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အိုရင်းဝင်းရွာစာတင်ကျောင်းမှာကလေးတွေအတွက်ကြေကွဲခရရတယ်လို့အခုသူတို့အတွက်ထိထိရောက်ရောက်လက်တော့ပြန်နိုင်လို့ကျွန်တော်တို့ရဲဘော်တွေအနေနဲ့ကျေနပ်ပါတယ်လို့ Brave Warrior for Myanmar PWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။အလားတူပဲ Later City 12ဦးဒဏ်ရာရရှိထားပြီးအဲ့ဒီဒဏ်ရာရရှိသူတွေကိုစေယုံကိုပို့ဆောင်ထားကြောင်းလည်းသိရပါတယ်။ဒါပြင် Jet Fighter လေယာဉ်2စီး YH လေယာဉ်2စီးတို့ထိခိုက်ပျက်စီးခဲ့ပြီး Later တွင်မှရှိရ Drone ကိုရောင်မီလောင်ပျက်စီးက Later အတွင်ပျက်စီးတဲ့ဖို့လုံနေတဲ့ရှင်တချို့ Later တွင်မှရှိရ Later City များနားနေဆောင်တစ်လုံး လေရင်အပိုပစ္စည်းကိုရောင်နှလုံးလို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါဗျ။တောင်ကူလေတက်စကန်မှာဆရာဆွေးမှုများကျူးလို့ရမှာအရေးပါတဲ့လေတက်ဒေါက်တိုင်တစ်ခုအဖြစ်ထမ်းဆောင်နေတဲ့အပြင်ယခုရက်ပိုင်းမှာတောင်ပိုင်းတော်လန်ရေးအင်အားစုတွေအနေနဲ့တော်လန်ရေးလှုပ်ရှားမှုတွေကိုလည်းလေချောင်းမှဒရဇက်ဘုံကျဲတိုက်ခိုက်ခဲ့ရာအကြီးကပါဝင်နေတဲ့လေတက်စကန်ဖြစ်တာကြောင့် Brave Warrior for Myanmar PWM Machine 37အဖြစ်တိုက်ခိုက်ခဲ့ကြောင်းလည်းသိရပါရဲ့ရှင် ဆက်လက်ပြီးသခိုင်းတိုင်းရွှေဘိုမြို့နယ်ညောင်ပင်သာ စိုက်ပျိုးရေးတိတ်ပန်တက္ကသိုလ်ဝင်းမှာရှိတဲ့အကြံဖတ်စစ်တပ်စခန်းမှာပယံကျေးရွာကိုထွက်လာတဲ့ဒုရဲအုပ်နဲ့ရဲတပ်သားတို့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာနှစ်ဦးသေဆုံးခဲ့ပြီးတနက်နက်လက်သိန်းစီရရှိခဲ့ကြောင်းမြေပြင်သတင်းရင်းမြစ်တွေကပြောပါရယ်ရှင်မေ15ရက်နေ့နနက်9:20မိနစ်အချိန်မှာရွှေဘိုမြို့နယ်ညောင်ပင်သာစိုက်ပျိုးရေးတိတ်ပံတက္ကသိုလ်အတွင်းမှာအထိုင်ချတက်ဆွဲထားတဲ့အကြံဖတ်စစ်တပ်စခန်းမှာပယံပြူစောတီကျေးရွာကိုထွက်လာတဲ့ ပြူရဲအုံနဲ့ရဲတပ်သားတို့ကိုတော်လန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါဗျ။အဲဒီတိုက်ခိုက်မှုအတွင်းရဲအုံနဲ့ရဲတပ်သားတို့နှစ်ဦးသေဆုံးခဲ့ပြီး35ဖို့6လုံးပြူတနက်တလက် G3 တနက်တလက်တို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါဗျ။ပယံပြူစောတိရွာကိုသူတို့ထွက်လာတဲ့အချိန်မှာစောက်ကြိုတိုက်ခိုက်ခဲ့တာပါ။နှစ်ဦးလုံးပွဲချင်းပြီးတေပြီးတနက်နှစ်လက်သိမ်းဆည်းရရှိခဲ့တယ်လို့နံပါတ်4 Battalion PP Defense 4 ရွှေဘို just right မှာတာဝန်ရှိသူတို့ကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်လေးတည်ရင်နဲ့နယ်မြေခံပကဖာတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အိန္ဒိယမြန်မာနယ်စပ်မဏိပူရာပြည်နယ်ချန်ဒဲခရိုင်မှာအာတန်ရိုင်ဖယ်တပ်ရဲ့ပစ်ခတ်မှုကြောင့်လက်နက်ကင်၁၀ဦးသေဆုံးခဲ့ကြောင်းအိန္ဒိယစစ်တပ်နဲ့သတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်ချန်ဒဲခရိုင် New Samdar ဂျွာအနီး အိန္ဒိယမြန်မာနယ်စပ်မှာမေလ14ရက်နေ့ကပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးလူ10ဦးသေဆုံးကလက်နက်ခဲယမ်းများသိမ်းဆီးရမိကြောင်းအိန္ဒိယစစ်တပ်အရှိပိုင်းတိုင်းစစ်ဌာနချုပ်ကသူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ဖောက်လန်ရေးသတင်းတွေအရလက်နက်ကင်များဝင်ရောက်လှုပ်ရှားနေကြောင်းသိရသဖြင့်အာတန်ရိုင်ဖယ်တပ်မှစစ်စင်ရေးပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။စစ်စင်ရေးတွင်မှအိန္ဒိယအာတန်ရိုင်ဖယ်တပ်က AK-47 ခုနလက် RPG လောင်ချတလက် M4 ကပိုင်တလက်တလုံးကျိုး rifle ၄လက်နဲ့ကြီမျိုးစုံတို့သို့တင်စီရရှိခဲ့ကြောင်းအိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ဒေသသတင်းတွေမှာဖော်ပြထားပါတယ်အိန္ဒိယစစ်တပ်နဲ့သတင်းစာတွေမှာဖော်ပြသလိုအိန္ဒိယနိုင်ငံမဏိပူရာပြည်နယ်အတွင်းကိုဝင်ရောက်ခဲ့ခြင်းမဟုတ်ပဲအိန္ဒိယမြန်မာနယ်စပ်ချင်းစင်ရွာအနီးပါကဖယာယီစခန်းတစ်ခုကိုဝင်ရောက်စီးနင်းပြီ လူတွေကိုဖမ်းဆီးခေါ်ဆောင်သွားကအိန္ဒိယနယ်နိမိတ်အတွင်းမှာပြစ်တက်ခဲ့ခြင်းဖြစ်တယ်လို့သမုခရိုင်ပါကာဖာနဲ့နှိစက်တဲ့အမည်မဖော်တဲ့သတင်းရင်းမြစ်ကပြောပါရယ်ခရိုင်ပါကာဖာ၁၀ဦးကြာဆုံးခဲ့တာမှန်ပါတယ်ဘလို့ကနေစဖြစ်တယ်ဆိုတာတော့အတိအကျမသိရပါဘူးတောင်ဝင်ရှိသူတွေကအိန္ဒိယစစ်တပ်စီကရုပ်အလောင်းတွေပြန်တောင်းပြီးတော့တဂျိုဘီဘီလို့လုံခြုံရေးအမည်မဖော်လို့တဲ့စီရီသတင်းမြစ်ကပြောပါရယ်အခုတည်ဆုံးခဲ့တဲ့ပါကဖအဖွဲ့ဝင်တွေကမြန်မာနိုင်ငံအတွင်းမှာ2021ခုနှစ်ကအာနာသိမ့်ပြီး ထောက်ချခံခဲ့ရတဲ့လွတ်တော်အမတ်တွေနဲ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ဖွဲ့စည်းထားတဲ့ NUG အစိုးရလက်အောက်မှာဖြစ်နိုင်ကြောင်းသတင်းမှာရေးသားထားပါတယ်လက်တလောမှာအိန္ဒိယမြန်မာနယ်စပ်အနီးမှာအိန္ဒိယအစိုးရကချွန်စီယိုကာယန်ယန်လှုပ်ဆောင်နေမှုမှာမြန်မာပိုင်နဲ့အတွင်ကျူးကျော်နေတဲ့ဖြစ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကဆက်လက်မလှုပ်ဆောင်ဖို့ကန့်ကွက်မှုတွေရှိကြောင်းလည်းသိရပါတယ်နယ်မြေအငင်းပွားမှုကြောင့် အခုလိုပြစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်းစစ်ရေးတုံ့တက်သူတွေကလည်းတုံ့တက်ထားပါတယ်။အိန္ဒိယနိုင်ငံမနီပူရာပြည်ရဲ့နဲ့မြန်မာနိုင်ငံတမူးခရိုင်အတွင်းမှာနေကြာမှတ်တိုင်80 83အကြာနေကြာမှတ်တိုင်89 88အကြာနေကြာမှတ်တိုင်85 86အကြာနဲ့နေကြာမှတ်တိုင်59 60ကြာမှာနေမြေအငင်းပွားမှုတွေဖြစ်နေကြောင်းလည်းသိရပါဗျ။လုံခြုံရေးမူရစ်စေဝါနဲ့မောင်ခိုလုပ်ငန်းတရားမှုရွှေ့ပြောင်းနေထိုင်ခြင်းများအား ထိန်းချုပ်ရန်အတွက်မြန်မာနိုင်ငံနဲ့ဆက်ဆက်နေတဲ့1643ကီလိုမီတာကိုအိန္ဒိယအစိုးရကခြံစည်းရိုးကာယံရန်ရူဘီဂဒေ3000ရာထားလှုပ်ဆောင်လျက်ရှိကြောင်းလည်းသိရပါတယ်ရှင်။နောက်ဆုံးသတင်းပုံးတွင်လည်းပဲခူးတိုင်းစစ်တောင်းမြစ်အနောက်ဘက်ကရေတားရှိမြို့နယ်ကောင်းအောင်ကျေးရွာနဲ့တဖန်းစင်ကျေးရွာအကြားမှာပြည်သူတွေအုံပြူသွားလာနေတဲ့လမ်းပေါ်မှာစစ်တပ်စစ်ကြောင်းက မိုင်းအလုံး80ခန့်ထောင်ထားခဲ့ရာ23လုံးကိုရှင်းလင်းသိမ်းဆည်းရရှိခဲ့ကြောင်းရေတရှိမြို့နယ်အခြေစိုက်တရင်3504ကသတင်းထုတ်ပြန်ထားပါတယ်။မေ15ရက်နေ့ရေတရှိမြို့ဘက်မှစစ်တောင်းမြင့်အနောက်ဘက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကကွမ်းအုံကျေးရွာနဲ့တပန်းစင်ကျေးရွာအကြားမှာအများပြည်သူအုံပြူသွားလာနေတဲ့လမ်းမကြီးပေါ်မှာ MA2 အမျိုးအစားမိုင်းအလုံး80ကို တွေ့တန်းထောင်ထားကြောင်းလည်းသိရပါဗျ။ အဲ့လိုစစ်ကောင်စီတပ်သားတွေထောင်ခဲ့တဲ့မိုင်းတွေကိုရေတာရှည်မြို့နယ်အခြေဆိုင်အမှတ်၄တော့504တက်ရဲမှရဲဘော်များပါကာဖဖွဲ့များနဲ့နေပြည်တော်အလဲပိုင်းတိုင်းအမှတ်805တက်ရဲမှရဲဘော်တွေကပူးပေါင်းပြီးမနေ့ကမေ18ရက်နေ့မှာတွားရောက်ဖယ်ရှားရှင်းလင်းခဲ့ရမှာမိုင်းအလုံး23လုံးကိုဖယ်ရှားခဲ့ကြောင်းလည်းသိရပါဗျာ။ စစ်တောင်းမြင့်အနောက်ဘက်ကမ်းမှာရှိတဲ့ဒေသနေပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ကအတိတရားကင်းမဲ့စွာမစင်မကျင်ထောင်ထားတတ်တာကြောင့်တွာလာဖြတ်တန်းတဲ့အခါမှာဗတိကြီးစွာထားဖို့ပတ်ဝန်းကျင်ကိုဂယုတစိုက်ဖြတ်တန်းတွာလာကြဖို့မြစ်တာရက်ခံတိုက်တွန်းထားပါရဲ့ရှင်ဂျေတာရှင်မြို့နယ်အတွင်းမှာစစ်တပ်ကစစ်ကြောင်းထိုးပြီးတဲ့နောက်မှာမိုင်းတွေထောင်ထားသဖြင့်ပြည်သူများမိုင်းထိသေဆုံးခြင်းခြေလက်အင်္ကာများဆုံးရှုံးခြင်းတွေကိုဇက်တိုက်ဆိုသလိုဖြစ်ပေါ်လျက်ရှိကြောင်းလည်းသိရပါဗျာ ရေတားရှင်မြို့ဖက်မှာစစ်ကြောင်းထိုးသွားပြီးရင်ပြည်သူတွေကတိတ်မသွားရဲတော့ဘူးမိုင်းတွေထောင်ထားတာကလမ်းတွေနဲ့ရွာတွေထဲပါစစ်တပ်ကမိုင်းထောင်တာပါစစ်ပြေးရလို့ကိုရွာထဲကိုစစ်ကြောင်းဝင်သွားခဲ့ရင်တော့မိုင်းရှင်းပေးဖို့ PDF တွေကိုအကူအညီတောင်းရတယ်စစ်ပေးရှောင်းတွေထဲမှာမိုင်းထိတာတွေလည်းရှိတယ်မတ်လ6ရက်နေ့ကမိုင်းထိလို့အသက်7နှစ်ဝင်းကျင်ခန့်ရှိတယ်တတိယဒဏ်ကြောင်းတာမောင်ကျယ်စင်ဟိန် ခြေထောက်နှစ်ဖက်ချက်လိုက်ရတယ်လို့ဂျေတာရှင်မြို့နယ်ကျွန်းတော်ကုန်းကြီးရွာကပြည်သူ့ကူကပြောပါတယ်ရှင်ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်